စည်ရေးပြည်ပခါဒီမှာတုံးဆွဲနေရတဲ့ဘတ်ဂျက်တွေကြောင့်အရေးပေါ်အခြေအနေတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမှာဘတ်ဂျက်အားနည်းမှုတွေရှိနေတယ်လို့ပြည်သူ့ပါတီ PP ဥက္ကဋ္ဌဦးကိုကိုကြီးကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။အဲ့ဒီပြင်တိုင်းပြည်မှာအထွေထွေယူရင်းပြည့်စည်မှုတွေရှိနေတဲ့အပြင်အကျင့်ပြတ်ချစားမှုတွေဝန်ထမ်းရန်ရအားနည်းမှုတွေရှိတာကြောင့်ကယ်ဆယ်ရေးအစီအမံတွေလှုပ်ဆောင်ရမယ့်အချိန်မှာအားနည်းချက်တွေရှိသွားကြောင်းသူကပြောပါရတယ်။ဟုတ်ကဲ့နော် ကမ္ဘာချင်းနေမဟုတ်တဲ့အကြောင်းကိုပဲဆက်ပြောရမယ်ခင်ဗျ။ဟောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကအရင်းအမြစ်တွေတော်တော်များများကပြည့်စည်သွားတယ်။ဒါတော့ကိုဗစ်ကပ်ဘေးကနေဆက်ပြီးတော့ဖြစ်လာတာတွေကလည်းတစ်လှိုင်းပြီးတစ်လှိုင်းပေါ့နော်။တစ်ခုပြီးတစ်ခုဖြစ်လာတယ်ဒါနိုင်ငံရေးစီရေးပဋိပက္ခရောအခုတခါပြီးခဲ့တဲ့တော်တွင်းကကျွန်တော်တို့ရေးပေးအဲ့ဒါပြီးတော့အခုတခါငရင်ပေးဖြစ်တဲ့အခါကျတော့ဌာနဆိုင်ရာတွေမှာလည်းဟို CDN ကိစ္စကြောင့်လို့ဟိုပညာရေးကျန်းမာရေးအုပ်ချုပ်ရေးဘိုင်းတွေမှာတော်တော်ကိုအား ားနေသွားတယ်ပေါ့နော်အဲ့တော့ဒါကြောင့်မလို့အခုအရေးပေါ်ကယ်ဆယ်ရေးအစီအမံတွေလောက်ရမယ့်အချိန်မှာအားနည်းချက်တွေရှိတာတော့အမှန်ပါပဲထွေထွေယူရင်းတက်စီမှုပဲအဲ့တော့အချင်းချင်းခြားသွားမှုတွေလည်းရှိတာအမှန်ပဲနောက်တစ်ခါဝန်ထမ်းရန်ရမှလည်းအားနည်းချက်တွေပေါ့နော်ဟိုတင်သွားတဲ့ပုံစံဖြစ်နေတာတွေလည်းအများကြီးဖြစ်တယ်ပေါ့နောက်တစ်ခါတော့ခြေရေးပဋိပက္ခမှာတုံးဆွဲနေရတဲ့ဟာတွေကလည်းတကယ်တကယ်အရေးပေါ်အချိန်တွေတုံးဆွဲတဲ့အခါမှာအားနည်းမှုတွေရှိတယ်လို့ကျွန်တော်တို့မြင်ပါတယ် မြန်မာနိုင်ငံမှာကြီးမားတဲ့ငွေလိလောက်ခတ်မှုကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူလူထုတွေကိုကုညီကယ်ဆယ်ရေးအတွက်လူငွေပေးအပ်ပွဲလုပ်ခဲ့ရာစုစုပေါင်းကျပ်136.84ဘီလီယံအလူငွေကောက်ခံရရှိခဲ့ကြောင်းသိရပါတယ်။ငလင်ထံကျောက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့ဒေသတွေမှာပြည်လဲထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အတွက်ငွေကျပ်ဘီလီယံ900အထိသုံးပြုသွားမယ်လို့နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လိုင်ကပြောကြားခဲ့ပါတယ်။ရွေးကောက်ပွဲအမြန်ပြုလုပ်ဖို့လိုကြောင်းအဲဒီကတစ်ဆင့်လွတ်တော်ပေါ်လာမှာဖြစ်တာကြောင့်တိုင်းပြည်ဘတ်ဂျက်စီစဉ်မှုကိုပြည်သူတွေပြည်လဲသိရှိရင်ကောင်းမွန်တဲ့ပြောင်းလဲမှုကိုရည်သွားနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအင်အားစု ါတီ NDF ကဒုက္ခဥထအောင်ကျော်ကဆီယန်နိုင်တဲ့ရင်ထဏာကိုပြောပါတယ်။ မအုတ်သိန်းစိန်လက်ထက်တို့ဒေါန်သန်းစကြည်လက်ထက်တို့ဒီလက်ထက်နှစ်ခုမှာတော့ကျွန်တော်တို့ကပတ်သက်တရားဒါလွတ်တော်ကနေတစ်သင်ဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုတွေအနေနဲ့မြင်ရတာပေါ့လေပတ်သက်တရားဘယ်လိုသွားနေလဲဘယ်နေရာကိုဘယ်လိုတုံးနေလဲဆိုတဲ့ဟာကိုအောင်းအောင်းသိရတာပေါ့အခုကျတော့ budget ကဘယ်လိုဖြတ်ပြီးတော့ဘယ်နေရာကိုဘယ်လောက်တုံးမလဲဆိုတာသိရဘူးပေါ့နော် budget committee ကပဲတော့သူလုပ်နေတာတော့ဖြစ်တော့ဒီနောက်တစ်ခါဒီလိုမျိုးရေးပေါ်သဘောဝပြန်တယ်အတွက်ကဒါသမရရဲ့ရေးပေါ်ရမုံကိုဆိုတော့မှပြန်တရားတက်ပေါ်အဲဆောင်လာတဲ့အခုကျတော့အဲ့ 西凉这边不晓得，不知道怎么解决的。他那边他有做了，解决不了的。这个咱们这边老板现在比较那个，这个方面呢，都还没。那这个先头的波拉没，这个波拉现在还。咱们这边可能具体了解的，这个东西比较难。那咱们这边老板现在还不会解决的。 နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမဲအောင်လိုင်းနဲ့ထိုင်းဝန်ကြီးချုပ်ပေတုံနန်တို့2025ခုနှစ် AP 4ရက်နေ့ပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာတည်တံ့တွေ့ဆုံဆွေးနွေးကြကြပါလေတွေ့ဆုံဆွေးနွေးမှုအကြောင်းအရာအသေးစိတ်ကိုမသိရသေးပေမဲ့နိဇတ်သူတွေကတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးအခြေအနေငလင်ပေးတင်ပြည်သူတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအခြေအနေနှစ်နိုင်ငံစီးပွားရေးအခြေအနေနှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေဂျင့်ရေးအခြေအနေတွေကိုဆွေးနွေးကြကြအောင်သိရပါလေမြန်မာနိုင်ငံမှာမလ28ရက်ကပြင်အား9တသမာ9အဆင့်ရှိအလွန်အားပြင်းတဲ့ငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်ငယ်တွေလောက်ခတ်ခဲ့ပါလေအဲ့ဒီငလင်ကြောင့်စကိုင်းတိုင်းမန ်ဒလီတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေအတွင်းလူပေါင်း385ဦးသေဆုံးပြီး4815ဦးထိခိုက်ဒဏ်ရာရရှိခဲ့က342ဦးပျောက်ဆုံးနေကြောင်း AP 3ရက်နေ့နဲ့8နာရီအထိနောက်ဆုံးရစီရင်ကိုနာဆာကကထုတ်ပြန်ခဲ့ပါတယ်။